ကဘာပေါ်မှာအနေရရှိဆုံးသတ္တဝါ၅မျိုးရဲ့အကြောင်းကို ပြောပြပေးခြင်းပါတယ်။ချင်းချင်းကတော့ဘာမှထွထွထူးထူးမဟုတ်ပေမဲ့သူ့စီကရတတ်တဲ့ယောဂါတွေကကျွန်တော်တို့လူသားတွေအတွက်တော့အလွန်ကိုပြင်းထန်တဲ့ယောဂါတွေကိုဖြစ်ပွားစေပါတယ်။သွေးလုံးတုပ်ကဲတို့ငှက်ပြားတို့လိုယောဂါတွေကချင်းချောင်းဖြစ်ရတဲ့ယောဂါဆိုးတွေပါ။ကဘာပေါ်မှာချင်းတွေကနေရအနှံ့များမှနေထိုင်ကြပြီးသွေးနှစ်သတ္တဝါတွေရဲ့သွေးကိုစားသုံးပြီးနေထိုင်အသက်ရှင်နေလည်းရှိပါတယ်။ ချင်းမျိုးစိတ်ပေါင်းက3500ခန်းရှိပြီးတော့ Adophilus indii Coolest ချင်းမျိုးစိတ်တွေကကဘာမှာထင်ရှားတဲ့ချင်းတွေဖြစ်ပါတယ်ချင်းတွေကြောင့်တည်ဆုံရတဲ့အရေအတွက်က9သိန်းကျော်ရှိတယ်လို့ကဘာကျမ်းမာရေးအဖွဲ့အစည်းတွေရဲ့စီအင်းတွေကသိရှိနိုင်ပါတယ်ငမန်းဖြူပင်လယ်ပြင်လို့တင်စားကြတဲ့ငမန်းဖြူတွေကတော့ကဘာအနေရရှိဆုံးတိရစ္ဆာန်တွေထဲမှာအဆင့်လေးနေရာမှာရပ်တည်နေလဲရှိပါတယ်ပြင်းပြအားဖြင့်၂၁ပေအထိရှည်လျားသလို ပေါင်900လောက်ထိအလေးချိန်ရှိတဲ့ငမန်းဖြူတွေမှာတွားချောင်းအချောင်းရည်300ခန်းပါဝင်ပြီးတော့ကဘာအကြီးဆုံးရေသရဝအဖြစ်သတ်မှတ်လို့ရပါတယ်ငမန်းဖြူတွေဟာလင်းမြန်ဖြက်လက်တဲ့ငါးကြီးအမျိုးအစားဖြစ်တယ်လို့တွေ့သမျှသားကောင်တိုင်းကိုသူတို့ရဲ့တွားတွေနဲ့ဖြက်စီးတက်လက်ရှိပေမဲ့လူတွေနဲ့ထိုက်တိုက်ရင်ဆိုင်တွေ့တဲ့အခါမျိုးတွေမှာလူတွေစီကနေရှောင်ရှားတက်ကြပါတယ်ဒီလိုပြောလို့အစ်နေနဲ့ငမန်းဖြူကိုရှော့တွက်ခဲ့မယ်ဆိုရင်တော့တင်ကသူ့အတွက်အာဟာရတနက်ဖြစ်သွားပါလိမ့်မယ် ။ဩစတြေးလျပင်ကူကဘာအနေအများဆုံးတိစံနေရဲ့အဆင့်၃နေရာမှာတော့ဩစတြေးလျမှာရှိတဲ့ဩစတြေးလျပင်ကူကရပ်တည်နေလျက်ရှိပါတယ်။ဩစတြေးလျပင်ကူကဩစတြေးလျတိုက်မှာအများဆုံးတွေ့ရှိရတဲ့ပင်ကူတမျိုးပဲဖြစ်ပါတယ်။ပင်ကူရဲ့အစိတ်ကအလွန်ပြင်းထန်သလိုလူတစ်ယောက်ကိုသေဆုံးနိုင်တဲ့အထိပြင်းထန်ပါတယ်။ပင်ကူရဲ့အစိတ်ကလူခန္ဓာကိုယ်ရဲ့စနစ်ကိုအမြန်ဖျက်ဆီးစေနိုင်သလိုလူရဲ့နှလုံးကိုလည်းပျက်စီးစေနိုင်တာကြောင့်ဩစတြေးလျမှာနှစ်စင်းနှစ်တိုင်းလိုလို့ ဩစတြေးလျပြည်ကူကြောင့်တည်ဆုံမှုတွေရှိပါတယ်။မိချောင်းကောင်းရှိမြန်မာနိုင်ငံမှာလည်းတွေ့ရှိရနိုင်တဲ့မိချောင်းကောင်းရှိခေါ်ရင်ငံမိချောင်းတွေကတော့ကပားအန်ရရှိသောတရဝအစင်းရဲ့အစစ်နှစ်နေရာမှာပါဝင်နေလည်းရှိပါတယ်။မိချောင်းကောင်းရှိတွေကရေပေါ်မှာရောကုန်းပေါ်မှာပါရှင်းလဲကျဆန်းနိုင်တဲ့တော်တော်တတဝါတွေဖြစ်ကြသလိုလူနဲ့တိရစ္ဆာန်တွေကိုလည်းအခွင့်အရေးတိုင်းစားသုံးလေးရှိကြပါတယ်။မြန်မာနိုင်ငံမှာတော့မိချောင်းကောင်းရှိတွေကိုမျိုးတုံးပြောက်ွယ်သွားနိုင်တဲ့ရှားပါးတရဝါပြတ်တတ်မှတ်ထားပြီး ARV တိုင်းမိမလာကျွန်းပတ်ဝန်းကျင်မှာအများဆုံးတွေ့ရှိနိုင်ပါတယ်။ဘလက်ဘန်မာမွေအမဲရောင်တင်မင်းလိုအာဖရိကတိုက်မှာထင်ရှားခဲ့တဲ့ဘလက်ဘန်မာမွေဟာအစိမ့်ပြင်းထန်လွန်းလာကြောင့်ကပားအန်ဒီရဲ့အများဆုံးစီးရဲ့နံပါတ်၁နေရာမှာရပ်တည်နေလျက်ရှိပါတယ်။ဘလက်ဘန်မာမွေဟာတော်ကြီးမွေဟောက်အမျိုးအစားတစ်မျိုးဖြစ်ပြီးတော့သူ့ကို1864ခုနှစ်မနုဿပေရာပညာရှင်ခန်းသာကအာဖရိကတိုက်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။အာဖရိကတိုက်မှာဘလက်ဘန်မာကို မေရောင်တင်မင်းလို့တင်စားခေါ်ဝေါ်ခဲ့ကြတာကတော့သူ့ရဲ့အစိတ်ဟာပြန်နှံ့မှုမြန်ဆိုင်သလိုသားကောင်အနေနဲ့သူ့ရဲ့အစိတ်ကိုကန့်ခန့်ရပြီးမင်းနဲ့ပိုင်မှာခန္ဓာကိုယ်ကိုခံအားစနစ်အဆိုးအားစာပျက်စီးစေတတ်ပြီးမင်းနဲ့ပိုင်တွင်မှာတည်ဆုံးစေတတ်တာကြောင့်ကပတ်အန်ရဲ့အများဆုံးတရိပ်ဆန်ဖြစ်ရက်တီနေလဲရှိတာဖြစ်ပါတယ်